မကျွန်တော် 3D image တွေများမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော် 3D image တွေများတွေပေါ့နော်ဒါကဏ္ဍလေးနှစ်ကွက်တင်ပေးမယ်နော် break လေးတစ်ခုနဲ့ကဏ္ဍလေးနှစ်ကွက်ပေါ့နော်ဒီကဏ္ဍလေးကိုလည်းကျွန်တော်ရဲ့ဒါ member လေး member လေးကိုပြထားတာလေးရှိတယ်ပေါ့နော်အဲ့တော့ဒီနှစ်လေးရဲ့ key လေးကနေစသွားလိုက်အောင်ပေါ့နော်ဒီ key လေးကတော့တော်တော်များများ line ပေါ်မှာဒါလူသုံးများနေတဲ့ key လေးလည်းဖြစ်တယ်မှန်နေတဲ့ key လေးလည်းဖြစ်တယ်ပေါ့နော်အဲ့တော့အပတ်စဉ်မှန်နေတဲ့ key လေးလည်းဖြစ်တဲ့အတွက်ဒါဒီ key လေးကိုကျွန်တော်ပြပေးမယ်နော်အဲ့တော့ဒီမှာကျွန်တော်တို့ခါ ခါနှလုံးနဲ့နောက်ပိတ်နဲ့ဒါသုံးလုံးပေါင်းခြင်းဟိုတက်ပေါ့နော်အဲကောင်ကတက်6ရှိကီးပေါ့နော်ဒီမှာ6ကီးလေးထိသွားတာပေါ့နော်ဒီခါနှလုံးနဲ့နောက်ပိတ်နဲ့ပေါင်းခြင်းက၄ပေါ့နော်၄6နှစ်ကီးဒီမှာအာ၄လုံးမှန်ဒါ၄ဘူးလေးထွက်သွားတာပေါ့နော်အဲ့တော့ဒီမှာခါနှလုံးနဲ့နောက်ပိတ်နဲ့ဟာ6ပေါ့နော်6တက်6ကီးပေါ့နော်ဒီမှာ1ကီးလေးထိသွားတာပေါ့နော်အဲ့လိုပဲလုပ်ကြည့်လိုက်ပါခင်ဗျာဒါရန်ကြီးပြနေလဲကြာနေမှာဆိုလို့လေ ဲသူကအဲ့ဒီ6306ကနေစပြီးတော့တွက်ကြည့်လိုက်ပေါ့နော်ဒီချိန်ထိကိုကိုပဲသူကဒါကီလီအမှန်းနေတာပေါ့နော်အဲ့တော့ဒီနှစ်ဒီနေ့နေဦးကနေစပြီးတော့ကျွန်တော်ပြပေးမယ်ပေါ့နော်နေဦးကနေကျွန်တော်တို့ဒီကနေကြောလိုက်ပေါ့နော်အရင်ကြီးကြားနေမှာဆိုလို့နေဦးမှာဒီမှာခါသုံးလုံးဒီခါနှလုံးနဲ့နောက်ပိတ်နဲ့ခွန်ပေါ့နော်ခွန်နဲ့၃ညာကီဒီမှာခွန်ခွန်ပူးထည့်သွားတာပေါ့နော်ဒီခါနှလုံးနဲ့နောက်ပိတ်နဲ့၄၄၉နှစ်ကီပေါ့နော်ဒီမှာ၄၄ထည့်သွားတာပေါ့နော် ဒီခါနှလုံးနဲ့နောက်ပိတ်နေတဲ့တိတ်68ကီးပေါ့နော်ဒီမှာ6ကီးထိတယ်ပေါ့နော်ဒီကမှာကျွန်တော်တို့ဒီဒီခါနှလုံးနဲ့နောက်ပိတ်နေတာဒါကိုပေါ့နော်ကိုလေးဒါကိုလေး6ကီးပေါ့နော်ကိုရဲ့ပါဝါဝါဟိုလေးကိုရဲ့နှက်ခါကို6ကိုလေး6ကီးပေါ့နော်ဒီမှာ6ကီးလေးထိသွားပေါ့နော်ဒီကျွန်တော်တို့ဒီခါခါနှလုံးနဲ့နောက်ပိတ်နေပေါင်းပေါင်းလိုက်ပေါ့နော်အဲ့တော့နှက်ခွန်လေးကီးပေါ့နော်ဒီမှာကျွန်တော်တို့က နှစ်ခွန်ဆက်နှစ်ဆိုတော့နှစ်ခွန်၄ကီးပေါ့နော်ဒီမှာခါးနှလုံးနဲ့နောက်ပိတ်နဲ့ပေါင်းလိုက်ပေါ့နော်အဲ့တော့ခွန်6ခွန်68ခွန်ဆိုတော့ဒါ71ပေါ့နော်168ကီးပေါ့နော်အဲ့တော့ခုချိန်မှာ168ကီးမှာတော့ကျွန်တော်8ကီးလေးညီသွားတာပေါ့နော်အဲ့တော့ဒီချိန်မှာဆိုရင်တော့ကျွန်တော်တို့ကခါးနှလုံးနဲ့နောက်ပိတ်နဲ့ပေါင်းခြင်းရရှစ်ပေါ့နော်အဲ့တော့ဒီချိန်မှာ8 3 1ကီးပေါ့နော်အောက်ွက်ထုံမှာဆိုရင်တော့ဒီ8 3 1ကီးလေးပေါ့နော်ဒါမှန်နေတယ် တောက်ချောက်မှန်းနေတာပေါ့နော်ဒီချိန်ကြီးဆို15ချိန်ရှိပြီပေါ့နော်အဲ့တော့တစ်ချောက်ရှိ73ကီလေးပေါ့နော်73ကီလေးအညီလေးနဲ့မှဒါကျွန်တော်တို့ဒီဘက်မှာအော့ကွက်ထုတ် ထားတာရှိတယ်ပေါ့နော်အော့ကွက်ထုတ်ထားဆိုတော့ကလင်နာဆိုက်ကြထုတ်ထားတာဖြစ်တဲ့အတွက်ဒါကတော့ကျွန်တော်မှန်းနေတဲ့ကီလေးနဲ့လည်းဒါချိန်ကြီးတာပေါ့နော်အဲ့တော့73ကီလေးမှာပဲအော့ကွက်ကိုတင်ပြီးတော့ဒါထုတ်ထားတာရှိတယ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒီ ခုနောက်ထပ်ပြချင်တာကကျွန်တော်တို့ဒီ break လေးပေါ့နော် break လေးကဒီမှာကျွန်တော်တို့ clean cleaner တချို့လုံးမှာဒါ3ရှစ်ရှစ်အဲထွက်တာ၄ကပ်ပေါ့နော်၄ကပ်ကိုကျွန်တော်3ကပ်နဲ့ပြပေးမှာပေါ့နော်3ကပ်3ရှစ်ရှစ်လို့ထွက်တယ်သူ့ရဲ့အောက်မှာဒါ9နောက်ပိတ်နဲ့ break ခွန်ပေါ့နော်ထွက်တယ်ဒီမှာလည်း3ရှစ်ရှစ်ထွက်တယ်သူ့ရဲ့အောက်မှာဒါ9နောက်ပိတ်နဲ့ break ခွန်လို့ရတယ်ပေါ့နော်3ရှစ်ရှစ်လို့ထွက်တယ်9နောက်ပိတ်နဲ့ break ခွန်လို့ပေးမလား break ခွန်လို့ပေးမလားပေါ့နော်လောလောဆယ်တော့ဒီကနေ့ပြန်ကြလေးကိုကျွန်တော်ပြပေးမယ်နော် အဲ့တော့ကျွန်တော်တို့ဒီကလင်နာတကြောလို့မှာပေါ့နော်ငါးပရိတ်ရဲ့ဘေးနားလေးမှာရှင်းငါးခုပဲလေးလေးထွက်တာဒါ၃ကပ်ပဲရှိတယ်ပေါ့နော်80ခုနဲ့80နှစ်ခုနဲ့မှာဒါ ရှင်ငါကိုလို့ထွက်တယ်သူရေဖေးနဲ့လေးမှာပရိင်္ဂါလို့ထွက်တယ်ပေါ့နော်အဲပရိင်္ဂါလို့ထွက်ပြရတယ်အဲ့ဒီပရိင်္ဂါကနန်းလေးကရှင်ငါကိုနှစ်ထဲကိုဒါလိုက်ထွက်တယ်ပေါ့နော်သူကပရိင်္ဂါဘေးနားလေးမှာရှင်ငါကိုပက်လေလေးကြတာသုံးကပ်ပဲရှိတယ်အဲ့ဒီသူရေဖေးနဲ့လေးပရိင်္ဂါကိုကရှင်ငါကိုနှစ်ထဲကိုဒါလိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြရတယ်သူရေဖေးနားလေးမှာထွက်တယ်ကနန်းဒီခွန်သုံးခွန်ဆိုတဲ့ကနန်းသူရေအပေါ်ကနေ1 2 3 4 5 6ခွန်ပေါ့နော်ခွန်တစ်ကြိမ်အပေါ်တက်လိုက်ပေါ့နော် ခုနှစ်ကြိမ်ပိုးတက်လာရဲဒီမှာနောက်ဘူးကနန်းလေးရှိတယ်ပေါ့နော်အဲနောက်ဘူးကနန်းလေးကဒီမှာတော့နောက်ဘူးကခွန်ခွန်ဘူးလေးဖြစ်တဲ့အတွက်သူကခွန်ခွန်နဲ့ဒီမှာခွန်သုံးခွန်ဆိုပြီးတော့သူကပေးသလားပေါ့နော်ဒုတိယတက်ကကတော့2000 2000နဲ့2003မှာရှိပါတယ်ခင်ဗျာဒီမှာကျွန်တော်တို့ဒီပရိင္းရဲ့ဘေးမှာ96ပေါ့เนาะသူရှိကအတိုင်းပဲပရိင္းရဲ့ဘေးမှာ96လေးထွက်တယ်ပေါ့เนาะအဲပရိင္းကနေဒီဘေးနဲ့ကနေဒီဘေးနဲ့ကိုဒါ96ရဲ့အောက်ကိုလိုက်ထွက်တယ်ပေါ့เนาะအဲ့လိုထွက်ပြရတဲ့သူ့ရဲ့ဘေးနာမှာကြာတဲ့ကနေ58ဆိုတဲ့ကနေအလဲ သူ့ရဲ့အဘော9ကြိမ်ပေါ့နော်တက်လိုက်ပေါ့နော်1 2 3 4 5 6ခွန်9ကြိမ်တက်လိုက်ပေါ့နော်9ကြိမ်တက်လိုက်ရင်နောက်ဘူးလေးရှိရဲအဲနောက်ဘူးလေးကိုဟိုမှာသူကအခွာနေပေါ့နော်ရှင်းငါရှစ်ဆိုပြီးတော့ဒီမှာပြေးတာပေါ့နော်တတိယတက်ကကတော့ဒီကမှာကျွန်တော်တို့936ဆိုဆိုဘရင်းကရဲ့ဘေးမှာသူရှိနှစ်ကတ်အတိုင်းမှာ998ဆိုတော့ကနန်းလေးထွက်တယ်ပေါ့နော်အဲ့ဒီ ပရိင္းငါးရဲ့ဘေးမှာ၅ခု၈ထည့်တယ်လို့ပဲအဲပရိင္းငါးလေးကဏ္ဍလေးဖြစ်တဲ့ဒီ936ဆိုတဲ့ကဏ္ဍလည်းဒီဘေးနှစ်ကနေဒီဘေးနှစ်ကိုသူ့ရှိကအတိုင်းမှာလာထွက်တယ်ပေါ့နော် အဲ့လိုလာထွက်ပြီးဆိုတော့သူ့ရဲ့ဘေးနားလေးမှာလဲဒါအခွာကနန်းလေးဖြစ်ရတော့မှာပေါ့နော်အခွာအောင်မှာဘေးရကနန်းလေးခွာမလဲဆိုတော့1 2 3 4 5 6 9 9ကြိမ်မြောက်ကဒီခွန်ခွန်နောက်ဘူးလေးကိုဒီမှာခွန်ခွန်အခွာနဲ့ပေါ့နော်ဒီမှာ9ကြိမ်တက်လိုက်ရင်ခွန်ခွန်နောက်ဘူးလေးရှိတယ်သူကလည်းခွန်အခွာနဲ့ပဲရိုက်တယ်ပေါ့နော်9ကြိမ်တက်လိုက်ဒီမှာရှစ်ရှစ်နောက်ဘူးလေးရှိတယ်ရှစ်အခွာနဲ့ပဲသူကထွက်တယ်ပေါ့နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့9ကြိမ်တက်လိုက်ရင်ခွန်ခွန်နောက်ဘူးလေးရှိတယ်ပေါ့နော်အဲ့ကောင်ခွန်ခွန်အခွာနဲ့မှာကျွန်တော် break ခွန်ဆိုရင် ခွန်သုံးခွန်ဆိုတဲ့ကဏ္ဍလေးဒါပေးဦးမလားပေါ့နော်ဒါကတစိုက်ပေါ့နော်အဲ့ကဏ္ဍလေးပြီးတော့နောက်ထပ်ကဏ္ဍလေးတစ်ခွက်ကျွန်တော်ပြပေးမယ်နော်အဲ့တော့ဒီမှာကျွန်တော်တို့ထားပါတော့နော်ဒီမှာ၈၃၈လို့ရိုက်တယ်သူရဲ့အောက်မှာခွန်ပရိတ်ပေါ့နော်ခွန်ပရိတ်ပဲယူကြပါဆိုနော်၈၃၈၃၈လို့ပတ်၃၈၈လို့ထည့်ထွက်တယ်သူရဲ့အောက်မှာ၃၈၈လို့ထည့်ထွက်တယ်သူရဲ့အောက်မှာခွန်ပရိတ်ပေါ့နော်၃၈၈လို့ထည့်ထွက်တယ်သူရဲ့အောက်မှာခွန်ပရိတ်ပေါ့နော်၃၈၈လို့ထည့်ထွက်တယ်သူရဲ့အောက်မှာခွန်ပရိတ်ဆိုတဲ့ကဏ္ဍဒီကဏ္ဍလေးပြေးဦးမလားပေါ့နော်ဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရိုးရိုးရှင်းရှင်းလေးပဲ တခါတည်းပြလိုက်မယ်နော်ဒီမှာနှစ်ခုနှစ်လို့ထွက်တယ်သူတို့ရဲ့တစ်နှစ်ကျော်မှလည်းနှစ်ခုနှစ်လို့ထွက်တယ်သူရဲ့တစ်နှစ်ကျော်မှလည်းနှစ်ခုနှစ်လို့ထွက်တယ်ပေါ့နော်နှစ်ခုနှစ်ရဲ့တပွဲကျော်မှထွက်တယ်ဒီ6ခုနှစ်ဆိုတော့ကောင်က6 6ခုကဒီ6 6ခုက6ခုနှစ်ကို1ချင်းပေါ့နော်အဲကောင်ကအရှိကို10နဲ့3 4 5 5နဲ့သွားလိုက်ပေါ့နော်ဒီညခုနှစ်ရဲ့တပွဲကျော်မှထွက်တဲ့6ခုနှစ်ဆိုတော့ကနာသူရဲ့ရှိ9နှစ်မြောက်ကကနာပေါ့နော်9နှစ်မြောက်ကကနာဟိုမှာသူရဲ့ဆောင်းကဒီဒီ6 6ခုဆိုတဲ့ကောင်လေးကဒါ1ချင်းပေါ့နော် 9601ကျိန်းနဲ့သူရှိ9နဲ့ကကဏ္ဍဆိုတော့96လေးပဲရှိတာပေါ့နော်အဲ့တော့ဒါပထမကပ်ပေါ့နော်ဒုတိယတက်ကကျွန်တော်တော့မနော်ဒီမှာ92လို့ရိုက်ပြီပေါ့နော်သူရဲ့တနည်းချမှာ92လို့ထပ်ရိုက်တယ်ပေါ့နော်ရိုက်ပြီးရင်သူရဲ့အောက်မှာကျတဲ့6305ဆိုတဲ့ကောင်က4305 6305 1ကျိန်းပေါ့နော်1ကျိန်းလားပေါ့နော်တင်းနဲ့သုံးလေးသူကလည်းငါရှိ9ကပ်ဒီတင်းနဲ့သုံးလေးငါရှိ9ကပ်သွားလိုက်ရှိ9နဲ့မြောက်က650ဆိုတဲ့ကဏ္ဍကိုဒီမှာ6305လို့သူက ဒါရိုက်ပေးတယ်ပေါ့နော်ဒါဒုတိယတက်ကကျွန်တော်တတိယတက်ကကျွန်တော်တွတ်ကြည့်နိုင်တွတ်ကြည့်လိုက်မယ်နော်သူ့ရဲ့တစ်နှစ်ကျော်မှလည်းဒီမှာ2.9ဆိုတော့ကဏ္ဍထပ်ထပ်ထွက်ပြီပေါ့နော်သူ့ရဲ့တပွဲကျော်မှကြားတယ်ကြားမယ်ဒီကဏ္ဍ5.3က1ချိန်ပေါ့နော်ငါကို၃ဝမ်းချင်းဟိုမှာကျွန်တော်တို့ကရှေ့9နှစ်မြောက်ကကနန်းဆိုတော့1 2 3 4 ရှိ9နှစ်မြောက်กว่ากันนะဆိုတော့1 2 3 4 5ဒီ3 9ကိုဒီမှာ5 9 3လို့သူကပေးမလားပေါ့เนาะရှင်းမယ်လို့ဒီမှာเนาะ9 9လို့ရတယ်သူရတပွဲကြောင့်มาထွက်တယ်9 9ဆိုတော့သူရဆောင်းကောင်းအဝကြီးအဲ9 9ခဏသူရှိ9နှစ်မြောက်กว่ากันนะပေါ့เนาะ ဒီမှာလည်းနှစ်ခွန်းနှစ်လို့ထွက်တဲ့သူ့ရဲ့တပွဲကြုံမှာထွက်တဲ့ကောင်က635ဆိုတာ435ဝမ်းကျင်းပေါ့နော်အကနန်ကလည်းသူရှိ9နှစ်မြောက်ကအကနန်ပေါ့နော်သူကလည်းရည်ကြည့်မယ်ဆိုရင်လည်းသူ့ရဲ့တပွဲကြုံကနေ10နှစ်34ပေါ့နော်တပွဲကြုံလိုက်10နှစ်34အဲ့လိုရည်သွားရင်လည်းရတာပေါ့နော်အဓိကတော့ဒီမှာနှစ်ခုနှစ်ရဲ့တပွဲကြောင့်မှထွက်တဲ့6ခုနှစ်ဆိုတဲ့ကောင်က96 96ခုကဝမ်းကျင်သူ့ရဲ့ရှေ့9နှစ်မြောက်ကခဏန်းပေါ့နော် ီမှာလည်းကျွန်တော်2.9လို့ထွက်တယ်သူရဲ့တပွဲကြောင့်မှထွက်တယ်635 435 635ဝမ်းကျင်းသူရဲ့ရှိ9နှစ်မြောက်ကခဏပေါ့နော်ဒီကနေတင်းတင်းနဲ့3လေးသူရဲ့တပွဲတစ်နှစ်ကျော်ကနေတင်းနဲ့3လေးပေါ့နော်ရှိ9နှစ်မြောက်ကခဏ650 635လို့ရိုက်တယ်ပေါ့နော်ဒီမှာလည်း2.9လို့ရိုက်တယ်သူရဲ့တပွဲကြောင့်မှထွက်မဲ့ဒီကောင်က၅ခု၃ဝမ်းကျင်းလို့လာပြီးပြီးတော့မှ၁၂၃၄၅ရှင်၅နှစ်မြောက်ကခဏဆိုလို့ရှိရင်တော့ဒီက၃ခု၅လေးတကွက်ပဲဒါရှိတာပေါ့နော်။သူကနေ ခုနှစ်ကိုပေါ့နော်ခုနှစ်ကိုဆိုတာဒီမှာကျွန်တော်နှစ်ခုနှစ်ရတပွဲကြောင့်မှခုနှစ်ကိုလို့ထွက်တယ်သူကနေတပွဲကြောင့်လိုက်တဲ့1 3 4 6 50ဆိုတော့ကနာဒုတိယနှစ်ခုနှစ်ရအောက်မှာလိုက်ထွက်တယ်ပေါ့နော်သူကနေတနှစ်ကြောင့်လိုက်တဲ့1 3 4 4ချိန်တက်လိုက်3 5ဆိုတော့ကနာဒီနားလေးမှာလာပေးဦးမလားပေါ့နော်ဒါကျွန်တော်တို့ဒီခွန်3ခွန်နဲ့ဒါခွန်ပရိတ်လိုင်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ရန်ကွက်အဲကျွန်တော်ရဲ့အဖွဲ့ဝင်တွေပေါ့နော်တစ်ချိန်စာ9000နဲ့လာရောက်အပေးတယ်ကျွန်တော်ရဲ့အဖွဲ့ဝင်တွေကိုလည်း ဒီကဏ္ဍလေးကျွန်တော်ထည့်ပေးလိုက်တာရှိတယ်ပေါ့နော်နောက်ထပ်ကဏ္ဍတေချာအော်အောင်မဲ့တေချာအရင်ကြီးအားပါတဲ့ဒေအော်တခွဲ့နဲ့ပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒူအော်တာအော်ပေါ့နော်ဒီတစ်ပတ်ကတော့ကျွန်တော်တို့သုံးခွဲ့ပေါ့တော့အဓိကတော့ main သုံးခွဲ့ကိုပဲထိုးခိုင်းတာပေါ့နော်ဒီကဏ္ဍလေးတွေတော့ပပရံမှုကျွန်တော်ထည့်ခိုင်းခဲ့တာရှိပါလားခင်ဗျာဒီချိန်တွေလဲဒါတေချာလေးကိုအော်ကိုအော်အောင်မဲ့ဒေအော်တခွဲ့ရဲ့နောက်အရင်လေးတွေပေါ့နော်နှစ်ခွဲ့သုံးခွဲ့အရင်လေးတွေသုံးလေးခွဲ့ထည့်ထားတာပေါ့နော်အဓိကတော့သုံးခွဲ့ထိုးအောင်ပါပေါ့နော် ဒါပေမဲ့ပေးလိုက်တာတော့ကျွန်တော်တို့ဒီပပရံမှုလေးနဲ့ဒီကနန်းနေပါထည့်ပေးလိုက်တာဖြစ်တဲ့အတွက်ငါးခွက်လောက်တော့ဖြစ်သွားတယ်ပေါ့နော်အဓိကတော့နောက်ထပ်၃ခွက် main ၃ခွက်ကလေးကျန်ပါသေးတယ်ခင်ဗျာအဲကနန်းလေးကိုလိုချင်တယ်ဆိုလို့ရှိရင်ထုတ်စံနိုင်မယ်ပေါ့နော်ဒီနာဒီကနေလာပြီးတော့မှဒါမြန်မြန်လည်းမယူထားပါအောင်နော်ပေဘူးလောက်နဲ့ကလင်နာဘူးလောက်တစ်ချိန်စာ9000ယူပါလားခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုတွေ့တယ်ဆိုရင်ဒါ ရှယ်နိုင်တဲ့လူကရှယ်ပေးသွားဖို့ကျွန်တော်မိတ်ဆွေတွေကိုမေတ္တာရက်ခံပါရနော်အဲကျွန်တော်ရဲ့ 3D မိတ်ဆွေများ2025ခုချိန်မှာ charity service များပေါက်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ပါရနော်